မင်းတင်ကြောက်ကတော့တကယ်တို့ကပအတွင်းပိုင်းသို့ ရောက်လေတကယ်တို့အပူချိန်တိုးလာလေပဲဖြစ်တယ်။အဲ့တော့အဲ့ဒီအပူချိန်ကြောင့်ကပမြေကြီးရဲ့အတွင်းပိုင်းမှာရှိတဲ့ drop ဝိထုတွေဟာအရေးဒါမှမဟုတ်လို့ရှိရင်အရေးဖြစ်လို့နိဗ္ဗာအခြေအနေတို့တကယ်တို့ပြောင်းလဲသွားပြီးတော့မှကြောက်ရည်ပူများဖြစ်လာတယ်။အဲ့ဒီကြောက်ရည်ပူတွေဟာဆိုရင်မီးတောင်ပောက်ကွဲရာမှာတစ်ဆင့်ကပမျက်နှာပြင်သို့ရောက်ရှိသွားသောရင်းကိုချော်ရည်လို့ခေါ်တယ်။အဲ့တော့ ကြောက်ရည်ဘူးတွေဟာကဘာအတွင်းပိုင်းမှာဆိုရင်အေးခရမှာ၎င်းအကွဲเจ้าများအတိုင်းမြေပြင်သို့တက်လာပြီးတော့မှအေးခရမှာ၎င်းမီးတင်ကြောက်တွေဖြစ်လာပါတယ်။ကဲဒါဆိုရင်ဒီချက်တော့လုပ်ငန်းတစ်ကလေးကိုကြည့်ရအောင်။လုပ်ငန်းတစ်ကလေးကတော့သားတို့သမီးတို့ရဲ့အကြောင်းသုံးဖက်စာအုပ်မှာပါတဲ့စာမျက်နှာ126ကပုံ83 granite နဲ့ rhyolite ဆိုတဲ့ဒီချက်တော့ကြောက်ကလေးနှမျိုးပေးထားတယ်။ကဲကြည့်ပါအောင်။အဲ့ဒီပုံလေးကတော့ဟုတ်ပြီနော်ဒီချက်တော့ပုံ83ကိုလေ့လာပြီးတော့မှ

ရွက်စစ်သေးသောမီးသင်းကြောက်သားကိုတွေ့ရပါတယ်။ကြောက်ရည်ပူတွေဟာနှေးကွေးစွာအေးခဲ့မယ်ဆိုလို့ရှိရင်တော့ပုံဆောင်ခဲဖြစ်ရန် အချိန်လုံလောက်စွာရရှိတဲ့အတွက်ကြောင့်ရွေစစ်ကြီးသောတော့တချို့တွင်းထွက်ရဲစား9မီလီမီတာထက်ကြီးတယ်ပေါ့နော်။အဲ့တော့တိုးဝင်မီးသင်းကြောက်တွေဖြစ်ပေါ်လာပြီးတော့မှလင်းမြန်စွာအိတ်ခဲ့မယ်ဆိုရင်တော့ရွယ်စစ်သေးတာပေါ့နော်ရွယ်စစ်သေးတာဆိုတော့1မီလီမီတာထက်သေးတာပေါ့နော်အဲ့ဒါကတော့ တိုးထွက်မီးသင်းချောက်ဆိုပြီးတော့မှဖြစ်ပေါ်လာတယ်။ခင်းရဲ့ဇာတ်လေးကိုကြည့်ပါအောင်။အဲ့တော့ဇာတ်လေးမှာတကယ်တော့တိုးဝင်မီးသင်းချောက်နဲ့တိုးထွက်မီးသင်းချောက်ဆိုပြီးတော့နှစ်မျိုးတကယ်ပြပြထားရယ်နော်။အဲ့တော့တိုးဝင်မီးသင်းချောက်ကတော့တကယ်တော့ကြောက်ရည်ပူတွေဟာကဘာမြေရင်း၌အိခဲရာမှာဖြစ်ပေါ်လာတဲ့ဥပမာအတင်နဲ့ဆိုရင်တော့ဆိုင်ယာနိုက်နဲ့ဒိုင်အိုရိုက်ဆိုတဲ့ကြောက်ကလေးပဲဖြစ်တယ်။ဟုတ်ပြီနော်။ပုံလေးတွေပါပြပြထားရယ်နော်။ကြည့်ပါအောင်။တိုးထွက်မီးသင်းချောက်တွေဟာဆိုရင်တော့တကယ်တော့ကြောက်ရည်ပူတွေဟာ မြေပြင်တို့ချော်ရည်အဖြစ်မှစီးထွက်ပြီးတော့မှအေးခဲ့တဲ့အခါမှဖြစ်ပေါ်လာတာအဲ့တော့ဥပမာအနေနဲ့ဆိုရင်တော့ track kite နဲ့ indicite ဆိုတဲ့ကြောင်နှမျိုးပေါ့နော်ထွက်သွားတယ်အားလေးကိုကြည်ပါဦးပုံလေးတွေမြန်မာပြည်အလဲပိုင်းဒေသမှာရှိတဲ့ပုတ်ပါမီးတောင်ကတော့အထင်ရှားဆုံးမီးငိမ့်တောင်ဒါမှမဟုတ်လို့ရှိရင်တော့မီးတောင်သေးတစ်ခုဖြစ်တယ်အဲ့တော့အဲ့ဒီဒေသမှာဆိုလို့ရှိရင်တော့တိုးထွက်မီးသင်းကြောက်တွေဖြစ်တဲ့ indicite နဲ့ basalt ကြောက်တွေဟာတွေ့ရတယ် ကဲဒါဆိုရင်ကျေတို့လုပ်ငန်းနှစ်ကလေးကိုကြည့်ရအောင်နော်လုပ်ငန်းနှစ်တင့်ရဲ့ပတ်ဝန်းကျင်မှာဆိုရင်မိသင်ကြောင့်ဖြစ်ပြုလုပ်ထားသည့်အရာဝတ္ထုများကိုဖော်ပြပါတဲ့ဒါတို့သမီးတို့ရဲ့ပတ်ဝန်းကျင်မှာမိသင်ကြောင့်နဲ့ပြုလုပ်ထားတဲ့အရာဝတ္ထုလေးတွေကိုပြောပြကြည့်ပါအောင်ကွယ်ဟုတ်ပြီအဲ့တော့မိသင်ကြောင့်နဲ့ တချို့ပြုတ်လုထားတဲ့အရာဝတ္ထုလေးတွေကတော့เนาะတချို့မိသင်းကျောက်ကဘလို့အသုံးဝင်လဲဆိုရင်เนาะမိသင်းကျောက်ကဆိုလို့ရှိရင်เนาะအမျိုးအစားများစွာရှိတဲ့အနံမှာ grant နဲ့ net ဘာဆော့တွေဟာဆိုရင်အလွန်မာကျော်တယ်အဲ့အတွက်ကြောင့်အဆောက်အုံတွေဆောက်လုပ်တဲ့အခါမှာ၎င်းလမ်းခင်းရမှာ၎င်းသူ့ကိုအသုံးပြကြတယ် grant နဲ့ကိုတော့တချို့အလှဆင်ကျောက်ဖြစ်နေအသုံးပြနိုင်ပါတယ်ကွယ်ကဲဒါဆိုရင်တချို့အဓိကအချက်ကလေးကိုကြည့်ရအောင်အဓိကချက်များ ကြောက်ရည်ပူများအိခဲ့ရမှမိသင်ကြောင့်များဖြစ်လာတယ်။ကြောက်ရည်ပူများနှေးကွေးစွာအိခဲ့မယ်ဆိုလို့ရှိရင်တော့ရွယ်စိတ်ကြီးတဲ့တုံးဝင်မိသင်ကြောင့်များဖြစ်ပေါ်လာပြီးတော့မှလှင်မြန်စွာအိခဲ့မယ်ဆိုလို့ရှိရင်တော့ရွယ်စိတ်သေးတဲ့တိုးထွက်မိသင်ကြောင့်များဖြစ်ပေါ်လာပါတယ်။ကဲဒါဆိုရင်တချဲတို့အနေကြောက်ကြောက်ကလေးကိုကြည့်အောင် အနေကြကြောက်မှာတော့လုပ်ငန်းတစ်ကလေးကတော့သားတို့သမီးတို့ရဲ့ကျောင်းသုံးဖက်စာအောင်မှာပါတဲ့စာမျက်နှာ128ကပုံရှင်လေးအနေကြကြောက်များဖြစ်ပေါ်လာပုံဆိုတဲ့ပုံလေးကိုကြည့်ပေးပါကဲဒါဆိုရင်တအားသမီးတို့ရဲ့ပုံလေးကိုကြည့်ပါအောင်အဲ့တော့ပုံလေးမှာကုံးမြေတွေရှိမယ်ပင်လယ်တွေရှိမယ်အဲ့တော့ပင်လယ်အောက်တွေမှာတချို့အနေကြကြောက်တွေရှိမယ်ကုံးမြေတွေမှာအနေကြကြောက်တွေရှိမယ်ကမ္ဘာမြေပြင်မှာရှိတဲ့ကြောက်တွေအရဆိုရင်တိုက်ဆောင်းချေမွာခြင်း ကျိုးပဲ့စာများနဲ့တချို့လိုပျော်ဝင်ဒွန်းများဟာတည်ဆောင်ခြင်းပြီးရင်အနေတွေတချို့လိုပို့ချပြောင်းလဲခြင်းတွေကြောင့်အနေကျကြောက်တွေဆိုပြီးတော့မှဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တချို့လိုလုပ်ငန်းတစ်ကလေးကိုကြည့်ရအောင်။အဲ့လုပ်ငန်းတစ်ကျောင်းသားများအုပ်စုဖွဲ့၍ပုံရှင်လေးကိုလေ့လာပြီးတော့မှအနေကျကြောက်ဖြစ်ပေါ်လာပုံကိုဆွေးနွေးပါတယ်။ကဲအဲ့တော့ပုံလေးကိုကြည့်ပြီးတော့အနေကျကြောက်ဘယ်လိုဖြစ်လဲဆိုတာကိုဆွေးနွေးကြည့်ပါဦး။ ကဲဟုတ်ပြီဒါဆိုရင်ဒီချင်တဲ့တူပြောကြည့်အောင်ကမ္ဘာမြေပြင်ရှိကြောက်တွေကိုဒီချေတို့ရေလေမိုးရေကဲဒီရေလှိုင်းစတာတွေကတိုက်စားခြေမွားခြင်းဖြစ်ဒီချေတို့ကြောက်ပိုင်းစတွေဖြစ်ပေါ်လာပါတယ်ထို့ကြောက်ပိုင်းစတွေကိုတော့ဒီချေတို့ရေလေစသည်တို့ကတည်ယူပြီးတော့မှပင်လဲမြစ်ချောင်းအင်းအိုင်စတဲ့အနေပိုင်းဒေသတွေကိုဒီချေတို့အလွှာလိုက်ပို့ချတယ်အဲ့လိုပို့ချပြီးတဲ့အချိန်မှာစပြီးတော့အနေတွေက ဖိအားကြောင့်တိမ်သိခြင်းရေထွက်သွားခြင်းနဲ့တွဲဆက်ခြင်းစတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။အဲ့လိုပြောင်းလဲမှုတွေကြောင့်အနေတွေဟာတဖြည်းဖြည်းနဲ့ချစ်လက်တိမ်သိမာကျော်လာပြီးတော့မှပုံရှစ်လေးအရာအနေကြကြောက်ဖြစ်နေတော့သူကဖြစ်ပေါ်လာတယ်။အဲ့တော့အနေမုံတွေဟာဆိုရင်တစ်ခုနဲ့တစ်ခုကက်လျက်တည်ရှိတဲ့အတွက်ကြောင့်အနေမုံများတကယ်လို့နော်အနေမုံတွေရဲ့ကြားမှာဆိုရင်နေရာလက်များတည်ရှိနိုင်ပြီးတော့မှ အရေးစိတ်ဝင်နိုင်တဲ့သဘာဝရှိတယ်အဲ့တော့ကြောက်ဖြစ်ရုပ်ကျွင်းအများစုဟာဆိုရင်အနေကြကြောက်ထဲမှာတည်ရှိနိုင်ပါတယ်အနေကြကြောက်အမျိုးအစားလေးတွေကိုကြည့်ပါအောင်အဲ့တော့ဒီချက်ဇာတ်လေးဆွဲထားတယ်အဲ့တော့အနေကြကြောက်အမျိုးအစား၃မျိုးရှိတယ်အဲ့တော့ကျိုးပဲ့စာပါအနေကြကြောက်ဓာတုအနေကြကြောက်နဲ့ဇီဝအနေကြကြောက်အဲ့မှာမှကျိုးပဲ့စာပါအနေကြကြောက်ကတော့ဒီချက်တို့တိုက်စားချိန်မွခြင်းကြောင့်ဖြစ်ပေါ်လာတယ်ကျိုးပဲ့စာရင်းနဲ့ဖွဲ့စည်းထားတာပဲဖြစ်တယ် ဥပမာအနေနဲ့ဆိုလို့ရှိရင်တော့ဇရီဖြုံးကြောက်နဲ့ရေလှကြောက်တွေပဲဖြစ်တယ်။ကဲဟုတ်ပြီ။နောက်ထပ်တစ်ခုကတော့တချေတို့ကဓာတ်ရုပ်အနေကြကြောက်။သူကတော့ပင်လေရေမှ အခဲဖွဲ့ကြားရောက်တော့တွင်းထက်တွေနဲ့ဖွဲ့စည်းထားတယ်။ဥပမာအနေနဲ့ဆိုရင်တော့ထုံးကြောက်တို့ဒိုလိုမိုက်ကြောက်တို့ပဲဖြစ်ပါတယ်။ကဲနောက်ထပ်တစ်ခုကတော့ဇီဝအနေကြကြောက် အဲ့တော့ဇီဝအနေကြောင့်ကြောက်တော့ဒီချေတို့ကုန်းနေရင်းနေသတ္တဝါများနဲ့အပင်တို့ရဲ့ရုပ်ကျွင်းနေနဲ့အဓိကဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ဥပမာအနေနဲ့ဆိုလို့ရှိရင်တော့ကြောင်မီးသွေးတန်တာကြောက်တန်းကဲဟုတ်ပြီနော်။ပုံလေးလည်းကြည့်ပါအောင်။ကဲဟုတ်ပြီ။ တချို့လုပ်ငန်းတွေကလေးကိုကြည့်အောင် အနေတွေထည့်ထားတဲ့ရေဘူးကိုကြည့်စေပြီးတော့အနေများရဲ့ဖြစ်တည်မှုကိုကြည့်ပြီးတွေးရှိချက်တွေကိုတင်ပြပါအဲ့တော့တောင်းသမီးတို့တွေအနေထည့်ထားတဲ့ဘူးကိုကြည့်ကြည့်ပါအောင်အဲ့တော့အနေထည့်ထားတဲ့ဘူးတွေကိုတောင်းသမီးတို့ကြည့်ပြီးလို့ရှိရင်ဘယ်လိုတွေဖြစ်တည်နေလဲဆိုတာကိုတစ်ချက်ကြည့်ကြည့်ပါအောင် ဟုတ်ပြီအဲ့တော့အနေကြကြောက်တည်းဟာအလွာလိုက်ဖြစ်ပေါ်ကြတယ်အနေမုံနေဟာဆိုရင်တစ်ခုနဲ့တစ်ခုကက်လျက်တည်ရှိတဲ့အတွက်ကြောင့်အနေမုံများကြမှာနေရာလက်တည်ရှိနိုင်ပြီးတော့အရေးစိတ်နိုင်တဲ့သဘာဝရှိပါတယ်ကွယ်ကဲဒါဆိုရင်ဒီချိလိုလုပ်ငန်း၃လေးကိုဆက်ပြီးတော့ကြည့်မယ်လုပ်ငန်း၃ကြောက်များတိုက်စားခြေမွခံရလေရှင် ရင်းတို့ထဲတွင်ပါဝင်သည့်တွင်းထွက်များမြည်တို့ဖြစ်မည်နည်းတဲ့ကဲဘလို့ဖြစ်မဲထင်ပါသလဲဟုတ်ပြီအဲ့တော့ကပမြေပြင်ရှိကြောက်တရားဆိုရင်တိုက်ဆိုင်ခြေမွားတာကိုတကယ်လို့ခံရတဲ့အခါမှာဒေါဝတ်ထုအမျိုးမျိုးဖြစ်ပေါ်ပါတယ်။တလင်းကဲ့သို့သောတွဲထွက်တရားဆိုလို့ရှိရင်လုံးဝပြတ်သုံးသွားခြင်းမရှိဘဲနဲ့ ကျိုးပဲ့စာများဖြစ်လာတယ်။အဲ့တော့ကျွေကြောက်ကဲ့သို့သောတွင်းထွက်တွေကတော့ပြက်ပြုံးပြီးတော့မှတချို့လို့မြေဆွေးတွင်းထွက်များအဖြစ်နဲ့ပြောင်းလဲသွားနိုင်တယ်။အချို့တွင်းထွက်တွေကတော့လုံးဝမှပြက်သွုံးသွားပြီးတော့ပေါဝင်သောအချို့သောဓာတုပစ္စည်းတွေကရေမှာပြောင်းဝင်သွားကြပါတယ်။တောက်သမီးတို့ထပ်ပြီးသိရမယ့်အချက်အနေနဲ့ဆိုရင်တော့ပြောင်းဝင်ဓာတုပစ္စည်းတွေကိုတော့ပင်လေတဲသို့ရေကတည်ဆောင်သွားပြီးတော့မှ ကယ်ဆိုက်ကဲ့သို့သောတွင်းထွက်များအဖြစ်အခဲဖွဲ့ပို့ချတယ်ဤနည်းဖြင့်တကယ်လို့ထုံးအနေများကြာရောက်တယ်တဲ့ကဲဒါဆိုရင်ထုံးကြောက်ဘလို့ဖြစ်လဲတအားသမီးတို့သိပြီနော်ကဲဒါဆိုရင်ဒီနေ့တူတူလုပ်ငန်းလေးလေးကိုဆက်ပြီးတော့ကြည့်ရအောင်လုပ်ငန်းလေး သိရဲ့ပတ်ဝန်းကျင်မှာအနေကြကြောင့်များဖြစ်ပြုလုပ်ထားတဲ့အရာဝတ္ထုတွေကိုဆွေးနွေးဖော်ပြပါတဲ့အဲ့တော့သမီးတို့ရဲ့ပတ်ဝန်းကျင်မှာအနေကြကြောင့်နဲ့ပြုလုပ်ထားတဲ့အရာဝတ္ထုလေးတွေကိုဆွေးနွေးကြည့်ပါဦးဟုတ်ပြီဒါဆိုရင်ဒီလိုအနေကြောက်တွေကဘလို့အသုံးဝင်လဲအဲ့တော့အနေကြောက်တွေကအမျိုးအစားများစွာရှိတဲ့အနက်မှာ ဇယင်ဖြုံးကြောက်ကိုတော့ဒီချေတို့ကအလှဆင်ကြောက်ဖြစ်နေအသုံးပြုပါတယ်။သဲကြောက်နဲ့ထုံးကြောက်ကိုတော့ဒီချေတို့အဆောက်အုံများဆောက်လို့ရမှာ၎င်းလမ်းခင်းရမှာ၎င်းအသုံးပြုကြပါတယ်။အဲ့ဒါအပြင်မှာဒီချေတို့ဘီလက်မြေထုတ်လုပ်တဲ့အခါမှာလည်းထုံးကြောက်ကိုကုန်ချမ်းအဖြစ်နဲ့အသုံးပြုကြပါတယ်။အဲ့ဒါကျတော့မြန်မာပြည်မှာဆိုလို့ရှိရင်တော့ကလောဒေတာနဲ့မြကြီးနားအနောက်ဘက်ဥရုမြေဝမ်းတခြားဒီမှာဆိုရင်တော့ဇေယျဖြုံကြောက်လွာစင်တွေရှိတယ် အဲ့တော့ကလောဒေတာမှာရှိတဲ့ဇေယျပြုံးကြောက်လွန်စင်တွေကတော့အနီရောင်ရှိပြီးတော့မှအလှဆင်ကြောက်အဖြစ်နဲ့အသုံးပြုကြတယ်။ဥရုမြဝန်းเนาะတခြားမှာရှိတဲ့ဇေယျပြုံးကြောက်လွန်စင်လေးတွေကိုတော့တခြားတော့ကြောက်စိမ့်တုံးမြောက်ကိုစီးပွားဖြစ်ထုတ်ယူကြတယ်။အဲ့တော့သဲကြောက်တွေကိုတော့တခြားတော့မြန်မာပြည်တခြားတော့အနှံ့အပြားမှာတွေ့ရတယ်နော်။အဲ့တော့ရှမ်းပြည်မှာဆိုလို့ရှိရင်တော့ထုံးကြောက်ကိုများစွာတွေ့ရပါတယ်။ကဲဒါဆိုရင်တခြားတော့အဓိကချက်ကလေးကိုကြည့်ရအောင်။အဲ့တော့အဓိကချက်များ ကမ္ဘာမြေပြင်မှာရှိတဲ့ကြောင်များကိုရေလေမိုးရေခဲဒီရေလှိုင်းစတာတွေကတိုက်စားတည်ဆောင်ပို့ချရမှာအနေကြောက်ကြောက်တွေဖြစ်ပေါ်လာတယ်။အဲ့တော့အနေကြောက်ကြောက်တွေဆိုတာအလွာလိုက်ဖြစ်ပေါ်တယ်။အဲ့တော့အနေမုံနေရာဆိုရင်တစ်ခုနဲ့တစ်ခုကက်လျက်တရှိတဲ့အတွက်ကြောင့်အနေမုံများရဲ့ကြာမှာဆိုရင်နေရာလက်များတရှိနိုင်ပြီးတော့အရေးစိတ်ဝင်နိုင်တဲ့သဘာဝရှိတယ်။အဲ့တော့ကြောက်ဖြစ်ရုပ်ကျွင်းအများစုဟာဆိုရင်အနေကြောက်ကြောက်တွေမှာတရှိနိုင်ပါတယ်။ အဲ့တော့အနေကြကြောက်တွေကိုတကယ်လို့ကျိုးပဲ့စာပါအနေကြကြောက်ဓာတုအနေကြကြောက်နဲ့ဇီဝအနေကြကြောက်ဆိုပြီးတော့မှခွဲခြားနိုင်ပါတယ်ကဲဒါဆိုရင်တကယ်လို့အသွင်ပြောင်းချက်ကိုကြည့်ရအောင်လုံခံတက်မြေနံပိုင်းနဲ့အပူချိန်နဲ့ဖြစ်ရအခြေအနေမြည်လို့ရှိမြည်နေတဲ့ကဲစဉ်းစားကြည့်ပါဦး ဟုတ်ပြီဒါဆိုရင်ကပအပေါ်ရလာမှာရှိတဲ့ကြောက်တရားဆိုရင်မြင်မာသော အပူချိန်နဲ့ဖိအားတံကိုရုတ်တရက်ဖြစ်စေအချိန်ကြာမြင့်စွာဖြစ်စေခံရတဲ့အခါမှာအသွင်ပြောင်းကြောက်အဖြစ်သို့ပြောင်းလဲသွားပါတယ်။မြင်းနှက်ပိုင်းတို့ရောက်လေအပူချိန်နဲ့ဖိအားဟာတိုးသွားလေဖြစ်တယ်။အဲ့တော့ရင်းမြင်မာတဲ့အပူချိန်နဲ့ဖိအားကကြောက်တွေကိုအသွင်ပြောင်းစေပါတယ်။ရွှန့်ကိုမိဖုတ်တဲ့အခါမှာတော့မာကျောကျစ်လက်တဲ့အိုးဖြစ်သို့ ပြောင်းလဲသွားတဲ့သဘောပဲဖြစ်ပါတယ်။အဲ့တော့အပူချိန်နဲ့ဖိအားကြောင့်မူလကြောက်တဲ့မှာရှိတဲ့တွင်းထွက်တရားဆိုလို့ရှိရင်တော့ကျစ်လက်တိတ်သီးလာပြီးတော့မှ မာကျောတဲ့အသွင်ပြောင်းကြောက်အဖြစ်နော်တကယ်လို့ဖြစ်လာတာပေါ့။အဲ့တော့အဲ့ဒီကြောက်တွေဟာဆိုရင်အရင်စိတ်ဝင်နိုင်လောက်သောနေရာလက်များမကြံရှိပါဘူး။ကဲဒါဆိုရင်တကယ်လို့လုပ်ငန်းနှစ်ကလေးကိုကြည့်ရအောင် ားတို့သမီးတို့ရဲ့ကျောင်းသုံးဖတ်စာအုပ်မှာပါတဲ့စာမျက်နှာ132ကပုံလေးတွေကိုကြည့်ပါဦးဟုတ်ပြီနော်အဲ့ဒီပုံ85ဟာဆိုရင်တချို့ granite ကနေ night เนาะပြောရလို့ရှိရင်ထုံးကြောက်ကနေစကြင်ကြောက်ဆိုပြီးတော့မြားလေးနဲ့သူပြပေးထားတယ်เนาะအဲ့ဒီကနေပြောင်းလဲသွားတာပေါ့ကဲဒါဆိုရင်တချို့ကြည့်အောင်လုပ်ငန်းနှစ်ပုံ85ကိုလေ့လာပြီးတော့မှမြေတိကြောက်အမျိုးအစားများမှအတွင်ပြောင်းကြောက်များဖြစ်လာသည်နည်းတဲ့။ကဲစဉ်းစားကြည့်ပါဦး။ အသွင်ပြောင်းကြောင်များကိုတချို့လိုကြောက်သားပေါ်မူတည်ပြီးတော့မှเนาะတက်ရွက်လွာရှိအသွင်ပြောင်းကြောက်ဥပမာဆိုလို့ရှိရင်တော့အသွင်ဘုံကြောက် ਨੇ nice နံပါတ်2ကတော့ရွက်လွာမဲ့အသွင်ပြောင်းကြောက်ဥပမာအနေနဲ့ဆိုရင်တော့တလင်းကြောက် ਨੇ စက်ကျင်ကြောက်ဆိုပြီးတော့မှခွဲခြားနိုင်ပါတယ်ကဲဒါဆိုရင်ဒီလိုလုပ်ငန်းသုံးလေးကိုကြည့်အောင်

ရုပ်ထုတွေနဲ့အဆောင်တွေမှာအသုံးပြုကြပါတယ်။တင်မုံကြောက်ကိုတော့ဒီချေတို့ကြောက်တင်မုံနဲ့ကြောက်တန်ပြီးရင်အိမ်မိုးကြောက်ပြားတွေအဖြစ်နဲ့အသုံးပြုကြပါတယ်။စကြင်ကြောက်ရဲ့မာကျော်ကျလင်မှုနဲ့လှပရှွန်းဆိုတဲ့အယောင်တွေကြောက်အလှဆင်ကြောက်ပြားများရုပ်ထုများနဲ့အဆောင်တွေမှာ အသုံးပြုကြပါတယ်။အဲ့တော့မန္တလေးမြောက်ဘက်မှာရှိတဲ့စက်ကျင်တောင်မှာဖြစ်ပေါ်နေတဲ့ကြောက်များကိုအစွဲပြုလျက်စက်ကျင်ကြောက်လို့ခေါ်တယ်။ တော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့စကြင်ကြောက်များကိုတချို့မိုးကုတ်မန္တလေးစကိုင်းကြောက်စဲစတဲ့ဒေသတွေမှာတွေ့ရတယ်အဲ့တော့တင်မုံကြောက်ကိုတော့တချို့ကြောက်တင်မုံကြောက်တန်အဖြစ်အသုံးပြုရုံသာမကအရင်မစိတ်ဝင်နိုင်တဲ့အတွက်ကြောင့်သူကအချက်ပြားတွေပြုတ်လုပြီးတော့မှအိမ်မိုးကြောက်ပြားတွေအဖြစ်နဲ့အသုံးပြုကြတယ်အဲ့တော့ကြောက်စဲအရှိဘက်ရဲရွာနဲ့မြို့ကြီးတွေနော်တချို့ပြီးရင်တာစီနဲ့ရင်းမာပင် မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းတက်လျှောက်မှာဆိုလို့ရှိရင်တော့တင်ပုံးကြောင်များကိုတွေ့ရပါတယ်အဲ့တော့ဘလူးကျွမှတင်ပုံးကြောင်တွေကိုတော့ဒီချေတို့ကြောက်တင်ပုံးနဲ့ကြောက်တံတွေပြုတ်လို့ဖို့အတွက်အသုံးဖြူကြပါတယ်ကွယ်ဒါကတော့တအားသမီးတို့ထပ်ပြီးတော့တည်ရအောင်လို့ဒီချေခပြပြပေးတာပဲဖြစ်တယ်နော်ကဲဒါဆိုရင်အဓိကအချက်ကလေးကိုကြည့်အောင်အဓိကချက်များမြင်မာတဲ့အပူချိန်နဲ့ဖိအားကကြောက်တွေကိုအသွင်ပြောင်းစေတယ်ကပ္ပအပေါ်ရန်ရာရှိကြောက်တွေအားဆိုရင်မြင်မာသောအပူချိန်နဲ့ဖိအားတံကို ရုတ်တရက်ဖြစ်စေအချိန်ကြာမြင့်စွာဖြစ်စေခံရတဲ့အခါမှာတော့အသွင်ပြောင်းကျောက်ဖြစ်နေပြောင်းလဲသွားပါတယ်အဲ့တော့အသွင်ပြောင်းကျောက်တွေကိုတော့တချို့လို့ရွက်လွာရှိအသွင်ပြောင်းကျောက်နဲ့ရွက်လွာမဲ့အသွင်ပြောင်းကျောက်ဆိုပြီးတော့မှခွဲခြားနိုင်ပါတယ်ကွယ်ကဲဒါဆိုရင်တာဝန်သမီးတို့ကိုအခုပြောပြပေးလိုက်တာကတော့အခန်းရှိကဘာဂျူကသင်ငန်းစာ၃အဓိကကျောက်စု၃မျိုးကျောင်းကိုတာဝန်သမီးတို့နားလည်အောင်ဒီချိန်ကပြောပြပေးတာပဲဖြစ်ပါတယ်ကဲဒီချိန်နဲ့တူတူနောက်သင်ငန်းစာမှပြန်တွေ့မယ်နော်